ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ အလုံးမင်္ဂလာမြတ်ဆော့ကာဟောက်ရဲ့တင်ဆက်မှုကနေကြိုဆိုပါရစေ။အခုဒါကျွန်တော်နဲ့ကိုစိုးညီပေါ့နော်။ဆွေးနွေးသွားမယ့်အကြောင်းအရာပြီးတော့အဓိကတော့ကိုစိုးညီကိုကျွန်တော်မေးချင်တဲ့အကြောင်းအရာပြည်သက်တွေလည်းသိချင်မယ်လို့ထင်တဲ့အကြောင်းအရာတွေပေါ့နော်။ဆိုတော့ဒီအားကဘာလဲဆိုတော့မနေ့ရလားတနေ့ရလားကျွန်တော်တို့ဒီ Liam Harrison Soling ပွဲဒါ American Colorado Denver မှာကစားမယ်ဆိုပြီးတော့ဒါတက်လာပြီ။ပွဲကတော့ဝေးသေးတယ်။ဝေးသေးပေမဲ့ဒီ Liam Harrison ဖြစ်နေတဲ့အခါကျတော့ကျွန်တော်ပြောစရာတွေကအများများပါပဲ။တကယ်လို့သာ လီယန်ဟော့ဆန်မဟုတ်ပဲနဲ့တခြားပြိုင်ဘက်တူဦးဦးနဲ့ဆိုလင်းဦးပွဲဆိုရင်ကျွန်တော်ဒီအချိန်ဒီ topics ကရိုက်เสียအကြောင်းမရှိသေးဘူး။လီယန်ဟော့ဆန်ဖြစ်တဲ့အခါဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်ရိုးရလော်ဝေးနဲ့လီယန်ဟော့ဆန်ကြားထဲမှာအခုထစ်လေးအကျိတ်ခဲလေးတွေအညီပြားလေးတွေရှိတယ်။ဒါကိုစုံကြီးကိုရံလည်းဒီအဲ့ဒီအချိန်တွေကိုဖြတ်တန်းခဲ့တယ်ပေါ့နော်ကျွန်တော်ကိုရံလည်းဖြတ်တန်းခဲ့ပါတယ်။ပရိသတ်တော်တော်များလည်းထားကိုသိပါတယ်။ဆိုတော့ဒီပွဲကိုအခု chapter ကတော့တည်လိုက်ပြီ။ဆိုတော့ဆိုလင်းဦးကဒီ ။ဘာလို့ရပြီးနောက်ပိုင်းသုံးဘက်သက်ရှုံးထားတယ်။ရှုံးထားပြီးတဲ့အချိန်မှာသိမ်ဝင်သားမှုရော့သွားမယ်အစားဒီ time ပြည့်သက်ကိုရောပြီးတော့ကျွန်တော်တို့ပြည်ရင်းမြန်မာပြည့်သက်တွေဆိုလုံးကိုအားမလို့အားမရဖြစ်နေတဲ့ပြည့်သက်တွေသိမ်ဝင်သားမှုပဲရော့မှာသိုးလားမသိဘူး။တကယ်ရိုးရလောက်ရင်းနဲ့တမိုင်းချောင်းရှိတဲ့ကစားသမားတဦးနဲ့အမေရိကန်မှာတည်ပေးလိုက်တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပြောစရာတွေရှိလာတော့ဒါကိုစိုးညင်နဲ့ကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲကိုစိုးညင်မင်္ဂလာပါ။မင်္ဂလာပါကိုနန်းနွေ။အဲဆိုတော့ကျွန်တော်ပြောသွားတဲ့အတိုင်းပဲဟိုတွေးစရာတွေတော့ရှိလာပါတော့ ခါလေကြတော့လေဒီကစားသမားတူရဲ့ဒီပုံရိပ်ကိုယူပြီးတော့တိဆောက်ထားတဲ့ချို marketing ဈေးကွက်တွေအရာဆိုဆိုလင်းကိုပြည်တွင်းဘက်မှာနည်းနည်းလေးပြိသက်အိုင်သွားသလားဤသွားသလားစိတ်ဝင်စားမှုညော့သွားသလားအဲ့လိုအနေထားမျိုးမှာဒီလေးဝက်မြောက်ပွဲကခက်မြန်မြန်ပဲရောက်လာတယ်ခက်မြန်မြန်ပဲကျင်ရထားတယ်ဟိုကစားမှာကထိုင်းမှာမဟုတ်ဘူးအမေရိကမှာ Denver ဟိုကျွန်တော်တို့အတွက်အမျက်ထွက်เสียအခြေအနေတွေလည်းအများကြီးရှိတယ်အမေရိကန်မှာသွားပြီးတော့ဒီမြမရိုးရလဝိတ် ်ဘာလဲဆိုတော့ပေါ့ငွေတိုင်းကောင်းတဲ့အောက်မှာဆိုပေမဲ့လက်ဝိ background ကလာတဲ့ကစားသမားတူဒါဒါကိုချပြခွင့်ရမယ်အခွင့်အရေးလည်းဖြစ်တယ်ပြီးတော့ဒီ broadcasting company တွေကိုကြည့်လိုက်တဲ့အခါကျတော့လည်းဒီ Denver မှာ America မှာကစားတဲ့ပွဲတွေဆိုရင်ကမ္ဘာတစ်ဝန်းလုံးမှာနိုင်ငံတော်တော်များများမှာဟိုပြတယ်ပေါ့နော်ပြီးတော့ဒီ online streaming တွေလည်းအများကြီးရှိတယ်ပြီးတော့ဒီ Sky Sports လိုနေရာမျိုးမှာလည်းကျွန်တော်တို့အရေးသွေးကောင်းကောင်းနဲ့ကြည့်ခွင့်ရမယ်ဆိုတော့ရိုးရလဝိ background မှာကန်တော်တူဖြစ်တဲ့ဆိုလင်ဦး တစ်ဖက်မှာ Liam Harrison ကအကိုဆုံးကြီးကိုတည်တဲ့အချိန်မှာ Joel Lowe ကိုအချိန်ချင်းပုတ်ခတ်ထားတယ်စော်ကားထားတယ်ဆိုတဲ့ကစားသမားလေးဖြစ်နေတယ်ဒီနှစ်ယောက်ကို Jeffrey တည်ပေးလိုက်တဲ့ marketing view ဟာအကြောင်းကိုပဲအရင်ပြောပါအောင်ဟုတ်ဒီသူတို့နှစ်ယောက်ရဲ့ background တွေကတော့နောက်မှဟုတ်ဟုတ်ဟုတ်ဒီ Soling ဦးကကျွန်တော်တို့ဝမ်းအောင်ရောက်ပြီးပထမသုံးဝဲသတိုင်းထိုင်လိုက်တယ်ငေါကောက်နေတယ်စာချုပ်ရပါတယ်ဟုတ်ဟုတ်အဲ့မှာ Soling ရဲ့တန်ပေါ်အမြင်ဆုံးရောက်သွားတယ်လို့ကျွန်တော်ထင်တယ်ဟုတ်လားတသိန်းနဲ့စာချုပ်လေးပဲရောက်သွားပြီးတိတ်တက်တရားလည်းဖြူရင်းကလည်းအရင်စိတ်ဝင်လာတယ် ိုထိုင်းပြည်သက်တွေကလည်းစိတ်ဝင်စားတယ်သူဆိုလင်းကိုသွားတာနဲ့ထိုင်းပြည်သက်တွေကိုယ်တိုင်တပုံပြေးရိုက်တာတို့လာပြီးအင်တာဗျူးလုပ်တာတို့စကားပြောတာတို့လည်းဟုတ်တယ်ဟုတ်တယ်ကျွန်တော်ထိုင်းတော့မသိဘူးဗျာပြည်တွင်းမှာတော့ဆိုလင်းကိုပွဲနေဆိုမိကိုတိတ်ပဲဟုတ်နော်တကယ်ကိုပေါ်ပြူလာပြတ်ပါလားတော့ညာလိုက်ပါလေဒီချောင်းရိုက်လာအဲ့ဖြစ်ချင်တော့ तू ကစာကျိုးရပဲယူရတဲ့နောက်ပိုင်းသုံးဘက်သက်တိုက်ပြန်ရှုံးတယ်နဘေးကိုရှုံးတယ်ဆက်ဆန်အောင်ရှုံးတယ်ဒီမီဖရီကော်တွန်အောင်ရှုံးတယ်သုံးဘက်သက်လိုက်အဲ့တော့ဆိုလင်းဦးရဲ့ပုံရိပ်ကမတိမတာလေးကြာလာတယ်လူစိတ်ဝင်စားမှုနည်းနည်းညော့လာညော့လာ ရောလာတာပြည်တွင်းရောပြည်ပအောင်ဟုတ်အဲ့ဒီအချိန်မှာအချိန်ကဒီ CEO ရော Chatry ပေါ့ Chatry ကဒီအခု Harrison နဲ့နောက်ကြောင်းလည်းသူတိကိုစီထားလိုက်ဟုတ်တယ်ဟုတ်တိထားတော့အချိန်ကတန်ဖို့အမြင့်ဆုံးကိုသူဆွဲတင်လိုက်တယ်ဆွဲတင်ခြင်းနဲ့အတွက်ဒီဒီတွဲဆိုင်ကိုသူတွဲလိုက်တယ်တွဲလိုက်ပြီးတော့သူတို့ Soling လို့အခုထိုးမှာ August 10ရက်နေ့မှာဟုတ်7လပိုင်း10ရက်နေ့မှာသူတို့ထိုးမှာဒီ1 championship 173ကိုအများကြီးဝေးသေးတယ်။ကျန်တဲ့တွဲတိုင်းတွေကို announce မလုပ်သေးဘူးဟာဆိုလင်းဦးနဲ့ဟာရီဆန်ပွဲကိုပဲရွေးပြီးတော့မနေညာပါဘောနော်စာပြီးသူတို့ရဲ့ official page မှာစတင်လာတွေ့လိုက်ရတယ်ကျွန်တော်တွေ့ထားမိတာပါဘောနော်ဟိုခုနလုံးပြောသလိုပေါ့တကယ်ကိုချိန်သားကချက်ထရီကတော့ချက်ထရီပါပဲတကယ်ချက်ထရီကတော့ချက်ထရီပဲချက်ထရီကိုလည်းလေးစားတယ် background တွေကိုလည်းကောင်းကောင်းသူတိထားတယ်ဟုတ်ဟုတ်ဒီစိတ်ဝင်စားမယ်ဆိုတဲ့ background တွေပေါ့ဟုတ်အခုဒါဆိုလင်းဦးကိုကျွန်တော်တို့အားပေးမှုမလျော့ပါဘူးဒါပေမဲ့လေ အခုဒီဆိုလုံးနဲ့ဒီတစ်ခါကစားမဲ့ပြိုင်ဘက်ကဥမာအယ်ဂျီးရီးယားဖြစ်ဖြစ်မဲ့ဂျပန်ဖြစ်ဖြစ်မဲ့ကိုရီးယားဖြစ်ဖြစ်ထိုင်းဖြစ်ဖြစ်မဲ့အော်စိုးကြီးပွဲရှိတယ်ပေါ့ဆိုတော့ဟိုနိုင်စေချင်တယ်ဆိုတော့လောက်နဲ့ပြီးသွားမယ်အစားအခုကကြတော့ဒါတကယ်ချင်းသားကကြီးကိုရွေးရလဝင်းနဲ့တကယ်သမိုင်းကြောင်းရှိမှုတဲ့ကစားသမားနဲ့ပွဲဖြစ်လာခြင်းကိုကဒီကစားသမားတွေရဲ့နောက်ခံ background သမိုင်းကြောင်းတွေကအစားတခြားလေ့လာထားပြီးတော့နှိုင်းနှိုင်းချွတ်ချွတ်နားလေထားပြီးတော့စီစဉ်ထားတဲ့ဒါပွဲအတွဲအဆက်ပေါ့နော်အဲ့လိုခံစားမိတယ်ပေါ့ဒါကြောင့်လည်းကိုဖုန်းကြီးကို မေးတာဆိုတော့လာပြီးအခုပါလဲဆိုတော့ဘလို့တမန်းကြောင်းနေရှိတာလဲလီယမ်ဟာရဆင်နဲ့ရိုးရလဝိဆိုတော့ဒေးဗ်နဲ့ညီခဲ့ဘူးတာတွေဟာလာအဲဒေးဗ်နဲ့ဒီဆိုလင်းဦးနဲ့ဟာကုစုံကြီးလဲကျွန်တော်ပြောပြလို့ကျွန်တော်ကြားတဲ့ဟာတွေပါအဲရှိမှကျွန်တော်ကအဲ့ဒီဟာတွေအဲ့ဒီအချိန်တွေကျွန်တော်မှတ်မိပြီမယ်အဲ့လောက်ထိအသေးစိတ်မှတ်မိတော့ကုစုံကြီးပြန်ပြောမှာအော်ဟုတ်တာပဲဆိုပြီးတော့အဲကျွန်တော်ခေါင်းထဲပေါ်လာတယ်ဆိုတော့အဲ့ဒါကိုကုစုံကြီးသိသလောက်ပေါ့နော်သိသလောက်အိတ်သွန်ဖာမောက်မချွတ်မချန်ကျွန်တော်တို့ဒါရိုးရလဝိပြည်သက်တွေကို ไอ้ตะมาจองนี่เปลี่ยนပြီးတော့ပြန်စဖို့နှေးပြီးပါဒီမပြောခင်ပေါ့เนาะကျွန်တော်ပြောခြင်းတာလေးတခုအရင်ပြောပြရအောင်ဟုတ်ဟုတ်အဲ့ဒါဘာလဲဆိုတော့ဒီ2024နှစ်စံပိုင်းလောက်မှာဆိုယူ1 championship ကိုရောက်တယ်ဟုတ်ရောက်တဲ့အချိန်မှာဘယ်နဲ့ဝေးတိုင်းဖို့လဲအဲ့ကျွန်တော်နေသက်တဲ့လူတွေ ਨੇ ပြောပြတယ်ဆိုလင်းလာဒီ1 championship အချိန်မှာတော့စာချုပ်မရလေးဒီနိုင်ငံလေးတွေဆက်မယ်လက်စွမ်းလည်းပြနိုင်ဟာရီဆင်နဲ့တော့တွေ့နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဟာရီဆင်ဒီအဲ့ချိန်မှာ ိုင်းချက်မြေရှိခဲ့ဗင်နယ်ဝယ်ထဲမှာရှိနေတယ်။အဲ့တော့ဆိုလင်းကဆိုလင်းကလည်းဗင်နယ်ဝယ်ထဲအောင်ရောက်လာသူတို့ရဲ့ရှောင်းလမ်းမှုမှာတော့ရှောင်းလမ်းမှုကသွားတူနေဒါဟိုဘလုံးကရှောင်းလို့မရတော့အနေထားဖြစ်လာမှာသူတို့ကဆိုလင်းကနိုင်ခဲ့မယ်ဆိုပေါ့နော်ဆိုလင်းကလည်းတပွဲပြီးတပွဲနိုင်လာတယ်နိုင်လာတဲ့အတွက်ကြောင့်ဟောသူတို့နှစ်ယောက်ကတော့တွေးတော့မယ်လို့ကျွန်တော်ထင်ခဲ့တယ်ကျွန်တော်ထင်တာကလည်းကျွန်တော်လည်းနေသက်တဲ့မိတ်ဆွေတွေကိုကျွန်တော်ပြောပြပြတယ်ဟုတ်ဟုတ်ဒါအရင်ဆုံးကျွန်တော်ပြောခြင်းလားဟုတ်ကဲ့ဟုတ်ကဲ့ပေါ့အဲ့ဒါဆိုရင်ငူနာကခုနကမေးတဲ့မေးခွန်းကိုပြန်ပြောရအောင် 2015ပေါ့နော်အဲ့ဒီဝင်းကျင်နေမှာကျွန်တော်ရိုးရလာခွေးရအရန်အရှိန်ကိုကောင်းတယ်ရိုးရလာခွေးရွှေခက်နေပေါ့ရွှေခက်နေပေါ့ဟုတ်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံတကာအထိငွေထိုင်းလို့ဘာလို့ရှင်နိုင်တဲ့အနေထားမဟုတ်သိတတ်အောင်အမိလိုက်တော့မရဟုတ်ဟုတ်အရှိန်တော့ကောင်းတယ်အရှိန်တော့ကောင်းကောင်းနေနိုင်ငံတကာစိတ်ဝင်စားမှုတွေကိုပါ attention တော်တော်ရတဲ့အနေထားဒီကျွန်တော်ရိုးရလာခွေးရဖြစ်ခဲ့ခုနကာလတွေအဲ့လိုအခြေအနေမှာပဲအဲ့အင်္ဂလိပ်အင်္ဂလန် ်အင်္ဂလိပ်ကြီး Bison သူကရိုးရတဲ့ဝေးကိုဂတိထားမိပုံရတယ်ကျွန်တော်ထင်တာမနေ့ကတော့ तू ကဒီမှာလဲလာဘိုးကူတာမဟုတ် तू လည်းဘာမှမဖတ်တတ်ဘူးဟုတ်အဲမဲ့ရိုးရတဲ့ဝေးကအဖြစ်ဖြစ်နဲ့လူသိများလာတော့ तू လည်းဂတိထားမိတယ် तू ကြည့်မိမယ်ပေါ့ဗျာအဲ့ချိန်မှာ तू ကဘာထပြောလဲဆိုတော့ရိုးရတဲ့ဝေးသမားတွေဒီစကိတ်မကောင်းပညာမရှိဘူးဟုတ်မိုက်ကုံနဲ့မာကုံပဲရှိတယ်ရိုးရတဲ့ဝေးသမားတွေနဲ့ तू ဒါထိုးရမယ်ဆိုလေ့ကျင့်မှုတောင်လုပ်ဆရာမလိုဘူး ိနေမလို့ဝဲလိုက်တော့သူကထိုးမယ်ဆိုတာမျိုးသူ official ပြောတယ်ဟာဒီ online ပေါ့ဟာဟာပြောတော့အဲ့ချိန်မှာကျွန်တော်ဒီ Yoya Lewin ရဲ့ Lodan Champion ဒီဘေးကလည်း Yoya Lewin နဲ့ Lewin ကိုနိုင်ငံတကာမှာပေါ့အောင်လူသိများအောင်လုပ်နေတဲ့အချိန်သူကိုယ်တိုင်လည်းဒီမှာ Lodan Champion ဖြစ်နေတဲ့အချိန်အဲ့တော့ဒေးကဒါကိုမခံမရနိုင်ဘူးမခံမရနိုင်လို့ဆိုတာလည်းမှန်ပါတယ်ဘာလို့လဲဆိုတော့ ဟိုဘာမဆိုင်냐မဆိုင်လာပြောတာဟုတ်ဒါပေါ့ဒါပေါ့ဒီမဲ့ပါဆိုင်လို့ဒါကိုရဘူးတာမှာဒါဒီလိုဒါဒါကြတော့ insert လောက်တာလေဒါဆော်ကားတာပဲဆော်ကားသလိုမျိုးပြောတော့ဒီကဟုတ်ပြီအဲ့ဒါဆိုမင်းလာခဲ့မင်းနဲ့ငါနဲ့ထိုးမယ်မင်းနဲ့လာထိုးမယ်ဆိုငါထိုးကြည့်တယ်မြူငါထိုးကြည့်လေအကုန်လုံးဒီမိဘလေးတွေဒေါ်လာ1000ကို charity charity လုပ်ပြန်လုပ်လိုက်မယ်ဆိုတော့စိတ်ခေါ်တယ်ဟိုက reply လောလောချက်ချင်းမပြတ်အောင်ဟာဘာလုပ်လဲဆိုမင်းဒီကလေးတွေကိုတနားရလာခဲ့လေကွာအဲဒီဟုတ်လားစိတ်ခေါ်တယ်ဘူးရလည်းဝေးအောင်ပါဆိုသိပြောတယ် အဲ့တော့ Harrison ကဘယ်လိုတုံးပြန်လဲဆိုတော့ဒီမင်းနဲ့ငါနဲ့က weight damage မတူဘူးထိုးလို့မရဘူးမင်းက light heavyweight လောက်ရှိတယ် middle weight လောက်ရှိဥပမာပေါ့နော်အဲဒါပါဒါပါ तू က benan weight လောက်ပဲရှိတယ်မတူဘူး I don't I don't so benan weight တောင်မရှိသေးဘူးဟုတ် Harrison ဟုတ်အဲအဲ့လိုမျိုးတုံးပြန်တုံးပြန်တော့ Jake ကလည်းရတယ်အဲ့ဒါဆိုမင်းကလည်းမတူလို့ရှင်မင်းနဲ့တူလဲတူနေမထိုးမလားငါ့ကို soling ရှိတယ်ဒါပေမဲ့မရိုးရလက်ဝဲအောက်မှာတော့ထိုးရတယ်ဟုတ်ပါဘေးကတစ်ခါပြန်ပြီးတော့ထပ်ပြီးတော့အဲ့ကြတော့ Harrison အဲ့ချိန်တော့ အားမော reply မပြန်နိုင်တော့ဟုတ်သူရစော်ကားမှုတွေအတွက်လည်းသူတာဝန်မယူခဲ့ဘူးဆိုလင်းနဲ့လည်းလာမလို့ပြေပဲအချိန်အစားပြီးတောက်သွားတယ်သို့တော့ဒီဖြစ်ပျက်တွေဒီကျွန်တော်တို့နိုင်ငံမီဒီယာတွေမှာလည်းပါတယ်လို့ဒီနိုင်ငံတကာမီဒီယာအချို့မှာလည်းအချိန်ကျွန်တော်သူဟားခဲ့ပြီလားပါခဲ့ပါခဲ့တော့အော့တော်လင်းဖြစ်ခဲ့တယ်ဒီ background ကဟိုဘယ်လိုခေါ်မလဲဆိုတော့လူစိတ်ဝင်လာခဲ့တဲ့ background တစ်ခုဖြစ်ခဲ့တယ်ဒီကိစ္စကိုကျွန်တော်ထင်တယ်ချက်ဖြီလည်းသိလိမ့်မယ်ဟုတ်ကဲ့အဲ့တော့ ကျွန်တော်ကဒီနောက်ကျောင်းလေးကိုကိုစွန်ကြီးပြောရင်းနဲ့အဲ့အပြင်မှာလဲတမိုင်းကျောင်းတစ်ခုရှိတာပါလို့ဆိုတော့ Liam Harrison ကဒါအင်္ဂလန်ပေါ့နော်အင်္ဂလန်မှာကျွန်တော်တို့ kick boxing style ပေါ့နော်ဒီပြီးတော့ဒီမွေတိုင်းပေါ့မွေတိုင်းနဲ့ပတ်သက်တဲ့အခါမှာ Liam Harrison ဟာဟိုတော်တော်လေးလူလေးစားခံရတဲ့ပုံကိုလို့ပြောလို့ရတယ်အင်္ဂလန်ရဲ့အကောင်းဆုံးပေါ့နော်အကောင်းဆုံးဒီ kick boxing ဘက်ကိုသွားလို့ဆို English ကတော့ boxing ကသူတို့ရိုးရပေါ့ဒါပေမဲ့ kick boxing ဘက်မှာဆို English ရဲ့တိုင်းမှာအကောင်းဆုံးကစားသမားတွေထဲမှာပါတယ်ဆိုပြီးတော့ပြောကြတယ် ျွန်တော်တို့အခုဒါ Leeds United အသင်းရှိတဲ့ Leeds မျိုးပေါ့ Leeds မျိုးရဲ့ဟိုတနစ်တာအကောင်းဆုံး sport person ဟိုလဝိတမားတွေကရဲလို့မဟုတ်ဘူး Leeds မှာဘောလုံးသမားကောင်းကောင်းများစွာရှိတယ်နော် Leeds United မှာကစားခဲ့တဲ့ကမ္ဘာကျော်ဘောလုံးသမားတွေရှိတယ်အဲ့ဒီ community ထဲမှာဟို Leeds ရဲ့တနစ်တာအကောင်းဆုံးဆိုတဲ့ဒီအားကစားသမားစုကို2005 2005 6ပြီးတော့2008 3နှစ်တောင်ရတယ်ဆိုတော့သူဩဇာတော်တော်ကြီးတယ်ဘယ်လောက်ဩဇာကြီးလဲဆိုရင် ဒီ flight mayweather ဒီတေးဥပြပွဲထိုးဖို့တော့သူတို့နှစ်ယောက်အကုန်ချိတ်ပြီးသွားပြီစီစဉ်ပြီးသွားပြီ mayweather ဆိုတာအားလုံးသိတဲ့အတိုင်းပဲကမ္ဘာအဆင့်တကယ်ကမ္ဘာအဆင့်မှာကမ္ဘာထောက်ထောက်ရအကောင်းဆုံးလို့ပြောလို့ရတဲ့ boxing ရဲ့ legend ဆိုတော့ဒီ mayweather နဲ့တေးဥပြပွဲထိုးဖို့ဘာညာတော့မှာဒါတိတ်လက်မကြသေးဘူး2022 or 23ပဲနောက်ပိုင်းကျမှပြန်ပြီးတော့ပြတ်သွားတာ mayweather နဲ့ဒီသူသူအစား mayweather နောက် matchup သူလည်းမသိဘူးသူနဲ့အစားထိုးသွားတာပေါ့လေအမှန်တကယ်တည်ထားတာသူနဲ့ ော့မေဝသာနဲ့ထိုးရမယ်ပြိုင်ဘက်ပေါ့နော်အဲ့တော့ဒီသမိုင်းကြောင်းလေးလည်းပြောကြင်လားအခုစိုးရင်တော့တွေ့ပြီစိုးရင်တော့တွေ့အဲ့အမှာကျွန်တော်ထပ်ပြီးတော့ပြောကြင်တာကကျွန်တော်တူတဲ့အမြင်ရဆိုလီယမ်ဟာရဆန်ကိုကျွန်တော်သိမကြိုက်ဘူးသူကစားမဘွားတခြားမှာဒီနိုင်ပွဲပေါင်းယာချီထိုးတဲ့အတွေ့အကြုံရှိတယ်ပြီးတော့အဲ့ဒီယာချီ120ပွဲ120ကျော်ထိုးရတဲ့အထဲမှာပွဲပေါင်း60ကျော်ပေါ့ဒါ official record ပြအရဆိုပွဲပေါင်း60ကျော်တော်တော်လေးကောင်းတယ်ဒီမှတ်တမ်းကကြောက်စရာကောင်းတယ်သို့တော့ ထိုင်းနေနဲ့တွေ့သမျှအရှုံးကြီးပဲလို့တော့ပြောလို့ရတယ်ဟုတ်တယ်သူဝမ်းမှာဆိုရင်6ပွဲမှာ4ပွဲလောက်ရှုံးလာဟုတ်အဲ့ဝမ်းမတိုင်နေမှာလဲထိုင်းနေနဲ့သူတိုင်ပွဲအသီးသီးမှာသူကဒီ World Champion တွေဘာတွေလဲဖြစ်တယ်ပေါ့မွေထိုင်းနဲ့ပတ်သက်တယ်သို့တော့ထိုင်းနဲ့တွေ့ရင်ရှုံးထိုင်းနဲ့တွေ့ရင်ရှုံးဆိုတဲ့မတမ်းမျိုးလည်းရှိတယ်ဆိုတော့ဟိုထိုင်းနဲ့တွေ့ရင်အခုဆိုဒါလောလောလတ်ဆိုဆက်ဆန်မို့ဒါဆိုလင်ဦးလဲတလောကရှုံးထားတယ်သူလဲဆက်ဆန်ကိုသူရှုံးထားတယ်ဟုတ်ထိုင်းနေကိုတော့သူငယ်ကြောက်လို့ပဲပြောရမယ်အင်္ဂလာမှာသူကစားဘူးတုံးက ဒီသူကအသက်73နှစ်ဆလင်းနေတဲ့ကမွေထိုင်းစကားတာပေါ့ဒီ league မှာပေါ့နော်အင်္ဂလန်မှာဆိုတော့အဲ့ဒီအချိန်တုန်းကဒီ time ကစားသမားတွေကိုအင်္ဂလန်ကော်ထိုးပြီးတော့တပွဲနှစ်ပွဲလောက်နိုင်မှုတာကလည်းကျွန်တော်အရှုံးကြီးပဲဆိုတော့သူနဲ့ time နေရမှတ်တမ်းမကောင်းဘူးမကောင်းကျွန်တော်တို့ဒါဆိုလင်ဦးနဲ့အခုဒါတည်ဖို့ဖြစ်လာတယ်ဆိုတော့ဆိုလင်ဦးအနေနဲ့အရင်တော့ဆိုရင်ဒါမရှိဘူးလို့တော့ထင်တာပဲကိုစွန်ညီရောဘယ်လိုထင်လဲကျွန်တော်လည်းဟိုသူ့ကိုပြောရလို့ရှိရင်တော့ကျွန်တော်ဒီဆိုလင်ဦးနောက်ဆုံးထိုးခဲ့တဲ့တိုင်မဲ့၃ယောက်နဲ့ရှင်လို့ရှိရင်တော့ အဲ့စင်တော့သူမရှိဘူးဘုံတိုင်းအနေနဲ့ဆိုရင်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုလို့တိတ်တော့ခက်ခက်ခဲခဲရှိလာတော့သူပုံစံကလည်းနည်းနည်းလေးစိုက်ဟုတ်ကဲ့လို့ကျင်တဲ့ဟာလေးတွေမာကုံလေးပြကျင်တာလည်းနည်းနည်းရှိတယ်အဲ့တော့ဆိုလင်းဘလောက်မာလိုက်မလားပေါ့နော်ဟုတ်ဆိုလင်းဘလောက်ပါပါကောင်းမလားနေစနေပိုင်းနေပိုင်းတူပိုကောင်းလာတော့လက်ခံတယ်ဟုတ်ကဲ့ဟုတ်ဒါပေမဲ့ဆိုလင်းဦးအနေနဲ့ကျွန်တော်တိတ်ပြီးတော့အရင်စိုးရင်စရာကြောက်ကြောက်ရွံ့နေရမယ်ကစားသမားမျိုးတော့မဟုတ်လို့လက်တိကောင်းတယ်နော်သူလည်းဘောက်ဆင်းလည်းတော်တော်လက်တိကောင်းတယ်ဟုတ် အဲ့လေလေးရှိတယ်သူဆက်ဆံတဲ့ပွဲလို့ပါလို့ဆိုလဲကျွန်တော်ကြည့်တယ်မာကုန်ချင်းပြိုင်တော့လေသူဆက်ဆံအောင်မလာမနိုင်ရောဒီအမတ်စင်အချိန်ချင်းအကြီးခံရပြီဘာဖြစ်လဲဆိုဆက်ဆံတိုင်နေကနောက်ကောက်နဲ့ရှုံးသွားတယ်ဟုတ်ဟုတ်အဲ့မျိုးလေးတွေ့တယ်အခုပဲပေါ့နော်ဆိုလင်းမဟုတ်ပဲနဲ့တခြားရိုးရလက်ဝိသမားတက္ကနိကောင်းကောင်းရိုးရလက်ဝိဆိုလဲဟာဘူးပြားနိုင်လေကသာသမားမျိုးတရားနဲ့ထပ်တွေ့လို့ရှင်လဲကိုကောင်းပါဘူးဆိုလင်းကိုမကောင်းလို့ပြောတာပေါ့ဆိုလင်းကတော့ရိုးရိုးထိုးဟုတ်ဟုတ်ဟုတ် ဒီလိုကစားသမားမျိုးနဲ့တပိုင်းကြောင်ရှိတဲ့ကစားသမားမျိုးနဲ့တွေ့ရတဲ့အချိန်မှာရိုးရလက်ဝေးစီဒီခံပြီးလိုက်ထိုးပါလားလို့ညင်ွားလာတဲ့အစားရိုးရလက်ဝေးမှာလေဒီလိုဒီလိုပညာတွေရှိပါတယ်ဆိုတာရှိပါလားဆိုတာမျိုးထုတ်ဖို့ပြသနိုင်တဲ့ကစားသမားမျိုးနဲ့တွေ့ရင်တော့ကိုကောင်းလာပါတော့။အာကိုစုံကြီးအခုပြောသွားတဲ့အပိုင်းလေးကဆက်ဝင်သွားဖို့ကောင်းတယ်။ကျွန်တော်တို့ဟိုလွန်ခဲ့တဲ့2လ3လလောက်ကဖြစ်လိမ့်မယ်။ဆရာဦးဝင်းစင်ဦးနဲ့ဖိတ်ပြီးတော့ဒီလိုပဲဒီရိုးရလက်ဝေးရဲ့အလားအလာတွေအခြေအနေနဲ့ပတ်သက်ပြီးတော့စွန်းနေပွဲလေးလုပ်တဲ့အခါကျတော့ ဆရာပြောသွားတဲ့တခုပေါ့နော်မှတ်သားစရာလည်းကောင်းတယ်ဒီလဝိကလဝိအနေနဲ့လဝိအဖွဲ့စည်းအနေနဲ့ကဘာကျော်ဖို့ကတော့မလွယ်ဘူးဒါပေမဲ့ဒီလဝိ background ကိုအခြေပြုပြီးတော့နိုင်ငံတကာမှာတွားကစားတဲ့အခါမှာဒါလဝိကကစားသမားတူကြော်ကြားရင်ကြော်ကြားသလောက်လဝိကဒါကျွဲကူးရေပါရေမြင့်ကြာတင်အလိုလိုဒီပုံရိပ်ကြီးလာမယ်ပေါ့ဆိုတော့ဒီလိုအခွင့်အရေးမျိုးလို့ပဲကျွန်တော်ပြောရမှာပေါ့ဟုတ်ကဲ့ခင်ဗျာအခုဒီဘွဲကိုလည်းကျွန်တော်အလိုမျိုးပဲမြင်တယ်ဒီဆိုလင်ဦး နိုင်လာရှုံးတာစုံနှင်းတယောက်တည်းနဲ့မဆိုင်ဘူးဒီဘွဲသည်စုံနှင်းနိုင်ရင်ရှုံးခြင်းသည်ပြီးတော့လည်းကိုစားပြူရတယ်ဟုတ်ယူကိုစားပြူဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်က background ရ Harrison ဖြစ်နေလို့တစ်ဖက်မှာအဲဆိုတော့အောက်ဆိုကျွန်တော်တို့ဒီစုံနှင်းဘက်ကနည်းနည်းလေးအရေးကြီးလာပြီဘာလဲဆိုတော့စိုးရီးရဲ့ performance ကရှုံးလို့ပြောတာမဟုတ်ဘူးနော်နဘေးနဲ့ဘွဲလဲကျွန်တော်တို့ထည့်မပြောတော့ဘူးဒါပေမဲ့ Dimitri နဲ့ဘွဲရတော့လကောင် Saxon နဲ့ဘွဲတော့လကောင် Solinghu ဟာဟိုဒီထက်ကောင်းမွန်တဲ့ performance တော့ပြနိုင်တဲ့တယ်လို့ ခံစားရတယ်ပေါ့နော်ဆိုတော့ဆက်ဆိုင်တဲ့ပွဲဆိုရင်ပွဲဖြတ်ခဲ့တင့်ပေမဲ့ဒီကားမောက်ထားပြီးတော့ဒဏ်ရာရှိနေကြတဲ့ကမရမကသူရအောင်ထိုးသွားတယ်ထိုးသွားပြီးတော့ဟိုဆိုလင်ကိုကျွန်တော်ဆိုလင်အစ်စ်အနေနဲ့ကျွန်တော်မမြင်ရအောင်အာဒမထရီနဲ့ပွဲပို့ဆိုးသွားတယ်ဘာပို့ဆိုးသွားသလဲဆိုတော့ဆိုလင်နဲ့တွဲပြီးတော့မြင်နေရတဲ့ endurance level ဆိုလင်နဲ့တွဲပြီးမြင်ရတဲ့ stamina level အဲ့ဒီအပိုင်းနေဆိုတော့ဆိုလင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုကျွန်တော်တို့ကတန်ဆရာမရှိဘူး တတိကိုတန်ဆရာမရှိဘူး။ तू လိုက်ဖိုးခြင်းလေဒါပေမဲ့သူ့ရဲ့ဒီတောင်းဆိုမှုနောက်ကိုသူ့ခန္ဓာကိုယ်ကမလိုက်နိုင်သလိုမြင်ကွင်းမျိုးတွေကျွန်တော်တို့မြင်လာရတယ်။ဆိုတော့ဆိုလင်ဦးအတွက်လည်းအကြံပေးစကားလေးပြောပါအောင်။ကိုစိုးညင်တယ်လေမိတ်ဆွေကြီးပဲ။ဟာဦးနာအခုပြောသွားသလိုပေါ့။ဆိုလင်ဦးကအခုလာမဲ့ပွဲဆိုရင်လေးလောက်ကြားထဲမှာရတယ်။ဟုတ်။သူအများကြီးပြင်ဆင်လို့ရတယ်။အကျိုးရှိရှိတာလုပ်မယ်ဆိုတော့ကျွန်တော်တို့တွေ့တာလည်းလို့လည်းကျွန်တော်ပြောပြတယ်။အဓိကတော့ နီးပြတွေသူသိချာချာလိုအပ်တယ်။ခုလက်ရှိပြီးခဲ့တဲ့၃ဘက်မှာသူဖြန့်ဆန်းခဲ့တဲ့နီးပြအဖွဲလောင်းနေတော့ကျွန်တော်ထင်တာမလုံလောက်ဘူးလို့ကျွန်တော်ထင်တယ်။အဲ့တော့အရင်လက်တွဲခဲ့ဘူးတဲ့နီးပြတွေပဲဖြစ်ဖြစ်အခြားတင်တော်တဲ့နီးပြတွေပဲဖြစ်ဖြစ် သူရှာဖွေပါ။ရှာဖွေပြီးတော့အကောင်းဆုံးပြင်ဆင်ပါ။ပြီးတော့ legitimate sparring partner တွေသူရှာပါ။တယောက်တစ်ချင်းတယောက်တည်းထိုးနေရုံတော့လည်းဘူတမှုကထင်တယ်လို့ဖြစ်လာမှာမဟုတ်ဘူး။ ဲ့တော့တော့ဒီ nutrition မှာအဲ့ဒါကိုလေးတည်တည်ချာချာကြည့်ကြပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပါဘူးတို့ဒီအရင်ဆိုလင်းဘူးသူ man of the steel company ဆိုလင်းကိုကျွန်တော်တို့ပြန်တွေးခြင်းနဲ့ဒီလေးလအတွင်းမှာသူအကောင်းဆုံးပြင်ဆင်နိုင်ဖို့မျှော်လင့်တယ်ပြင်ဆင်ပါလို့လည်းပြောခြင်းဟုတ်ကဲ့တို့ဒါလည်းအရေးကြီးပါတယ်ဘာလို့ဆိုတော့ဒါခါလေးကျတော့ lowe ကဒီတိုက်ခိုက်ရေးအကားသားနီးပေါ့နော်ပြန်ပွဲတွေကိုသွားကစားတဲ့အခါဒါခါလေးကျတော့ကို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 စားပြူရတာဆိုလင်းဦးဟာဆက်ဆန်ကိုရှုံးသွားတယ်တို့ပါလို့ပေါ့နော်အဲဆိုလင်းဦးကနဘေးကိုရှုံးသွားတယ်တို့က ိုးလင်းဦးကိုကိုးစားပြုတာအဲတချို့ပွဲတွေကြတော့ကျွန်တော်တို့ဒီ Rocky Marciano လို့ပေါ့တခါလေကြတော့ Rocky Marciano ကိုကိုးစားပြုတဲ့ပွဲတွေသူထိုးရတယ်တခါလေကြတော့ Rocky Marciano ကိုကိုးစားပြုရတာမဟုတ်တော့ American Flag နဲ့ American Boxing ကိုကိုးစားပြုရတဲ့ပွဲမျိုးတွေဆိုတော့ဒီပွဲကဆိုလင်းဦးအနေနဲ့ဟိုအီယောအီယောနေပြီးတော့အနီးကမှထားလေးကျင်ပြီးတော့သွားထိုးတဲ့ဟာမျိုးထက်မဟုတ်ဒါကိုနောက်ခံ background တမိုင်းအကြီးရှိတယ်ရိုးရလဝေးကိုဒါ insert လုပ်ထားတဲ့ကစားသမားတူဦးဖြစ်တယ်ဆိုတော့ ဒီစိတ်ပိုင်းဆိုင်ရာဒီခံယူချက်အတွေးအခေါ်ဒါတွေပါထည့်ပြီးတော့ဟိုစိတ်ရောကိုယ်ပါနှစ်ပြီးတော့ဟိုလေ့ကျင့်မယ်အပြင်ဆင်မယ်ပြီးတော့သွားပြိုင်မယ်နိုင်လာချောင်းတာတော့ထားပေါ့သူ့ရဲ့ performance ကိုသူကောင်းအောင်ပြနိုင်မယ်ဆိုရင်တော့ဒါအကောင်းဆုံးဖြစ်မယ်လို့ဒါကျွန်တော်လည်းယူဆပါတယ်ဟုတ်ကဲ့ကဲ့ကျွန်တော်လည်းအဲ့လိုပါပဲဟုတ်ဟုတ်ဆိုတော့ဆိုတော့လောလောပေါံပြောပါအောင်လဲနောက်ဆုံးဘာဘာပြောချင်သေးလဲအဓိကပြောချင်တာတော့ကခုနကခုနကနေပြောရတဲ့အတိုင်းပါပဲအခု꽌စင်သည်ဆိုလင်းကဆိုလင်းကိုကသာပြုတ်တဲ့ဆိုတာတဲ့ ဆိုလင်းဦးဒီရိုးရတဲ့ဝေးရုပ်ကိုကိုးစားပြုတာဆိုလင်းဦးဒီမြန်မာကိုကိုးစားပြုတာအာဆနယ်မဟုတ်တော့ဘူးเนาะစင်ဘယ်မဟုတ်တော့ဘူးစင်ဘယ်ဖြစ်သွားပြီလေးကိုတွင်းပြီးတော့အကောင်းဆုံးကြိုးစားပါအကောင်းဆုံးပြင်ဆင်ပါလို့တော့ထပ်ပြီးတော့ပြောကြပါမယ်ဟုတ်ပါကျေးဇူးများအိုက်တင်ပါတယ်ကိုစိုးနေရကျေးဇူးပါကို